Brian D. Writer နဲ့ Robert Whittaker တို့ရဲ့ပွဲဖြစ်လာမယ်ဆိုပြီးတော့သတင်းတွေထွက်နေပြီ။အလုံးဝမင်္ဂလာပါဗျ။ Marshall Media မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။လက်ရှိမှာ Brian D. Writer နဲ့ Robert Whittaker ကိုပွဲတင်ပေးဖို့အတွက် UFC ဘက်ကညှိနှိုင်းမှုတွေလှုပ်ဆောင်နေရဆိုပြီးတော့သတင်းတွေထွက်နေရဖြစ်ပါတယ်။ Robert Whittaker ကတော့မြန်မာပြည်သက်တည်နဲ့လုံးဝစိတ်နဲ့ကစားသမားတစ်ယောက်မဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒါ online အဆိုင်ဒီဘက်မှာဒီ one championship မှာ middleweight dan champion ဖြစ်လာခဲ့တဲ့ကသူကလည်း UFC မှာဆိုလို့ရှိရင်ဒီ middleweight တန်းချန်ပီယံပေါ့နော်လက်ရှိချိန်မှာ UFC ranking ရနံပါတ်5မှာရှိနေတာဖြစ်ပြီးတော့သူ့ရဲ့အသက်က34နှစ်လောက်ပဲရှိပါသေးတယ်ပြောမယ်ဆိုလို့ရှိရင်များသူ့ချန်ပီယံဖြစ်တဲ့ချိန်မှာအသက်ကတော်တော်လေးငယ်သေးတယ်လို့ပြောလို့ရပါတယ်လက်ရှိချိန်မှာကစားသမားဘဝအရဟိုအတိုင်းဖြေရတော့အကြပိုင်းမရောက်သေးဘူးဒါပေမဲ့ဒီ ranking နံပါတ်5လောက်မှာပဲရှိတော့ပဲပေါ့နော်ကျွန်တော်အမြင်ရတော့ချန်ပီယံပြန်ဖြစ်ဖို့လဲမလွယ်တော့ဘူးလို့တော့မြင်ပါတယ်သူနဲ့ Ryan Dieter နဲ့ပွဲဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ ပွဲကတော့ကြည်ကောင်းတဲ့ထဲတော့ပါမှာ။ရောဘတ်ဝီဒေကာကသူ့ကစားသမားဘဝမှာဆိုလို့ရှိရင်ချုပ်ကွက်နဲ့ရှုံပွဲနှစ်ပွဲလောက်ကြုံဘူးတယ်။တပွဲဥတော် triangle ချုပ်နဲ့ကစားသမားဘဝအစောပိုင်းမှာကြုံခဲ့တာဖြစ်ပြီးတော့တပွဲကကျတော့သူနောက်ဆုံးထိုးတက်ခဲ့တဲ့ဒီ Kamsat Chimaev နဲ့ပွဲမှာဒီ neck cramp ပုံစံမျိုးပေါ့နော် face cramp ပုံစံမျိုးဒီကြောကိုဒီချုပ်တဲ့ပုံစံမျိုးနဲ့အဓိကရှုံးနေသွားတာဖြစ်ပါတယ်။ဘုံနည်းပြောရမယ်ဆိုရင် Robert Whittaker က ဒီကိုခံပညာရဲ့၃ခုမှာကပန်းနဲ့ရရှိထားတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဟပ်ကီရိုရဲ့ပြီးတော့ဒီကရာတေးရဲ့ပြီးတော့ဂျူဂျစ်ဆုမှာပါကပန်းနဲ့ရထားတဲ့ကစားသမားမဟုတ်လို့ short တွက်လို့တော့မရဘူး။ပြီးတော့ဒီဩစတြေးလျကဒီ wrestling ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဆုတစိတ်တွေရဘူးတာတွေဝင်ပြီးတော့ရှင်ပြိုင်ပူးတာတွေရှိပါဒီတော့ကြောင့်မလို့အရန်ကြီးဟိုလွယ်ကူတဲ့ကစားသမားတက်ရောက်တော့မဟုတ်ဘူးပေါ့နော်ဒီ Kamsat Chimaev မတိုင်ခင် ရှေ့ရကစားသမားတွေဆိုလို့ရှိရင် Israel Attack စံညာတို့ဘာလို့ဒါသူ့ကိုဒီ decision နဲ့နိုင်တာရှိရဲပြီးတော့ knock out နဲ့နိုင်တာတွေရှိရဲဆိုပေမဲ့အေးမနိုင်ခင် UFC တောက်လျှောက်သူ့ကိုဒီချုံကွက်နဲ့နိုင်တဲ့ကစားသမားကတော့မရှိဘူးဒီတော့ကြောင့်မလို့ Ryan Divider အနေနဲ့လည်း Robert Whittaker နဲ့တွေ့ရဲဆိုလို့ရှိရင်အရင်ကြီးတွေ့ကူရဲအနေထားတော့ဖြစ်မှာမဟုတ်ဘူးပြီးတော့ Robert Whittaker နဲ့ကျွန်တော်တို့ strict line နဲ့သွားပြီးတော့ရှင်းမယ်ဆိုရင် strict line ကကြတော့သူကဖြည်းဖြည်းမှန်မှန်နဲ့တောက်လျှောက်လိုက်တဲ့ကစားသမားအဲ့တော့ကြောင့်မလို့ Ryan Divider အနေနဲ့ ဆွဲလဲခြင်းနဲ့ဆိုရင်အတိုင်းအတာတစ်ခုတည်းပို့ပြီးတော့ချင်းကပ်လွယ်ရပါတော့ပြီးတော့ strict line ရဲ့လှူရှားပုံကနည်းနည်းလေးပို့ပြီးတော့ငြိမ်ပြီးတော့နှိမ့်ရတယ်မှာပေါ့ Robert Wade ကကြောအဲ့လိုမဟုတ်ဘူးသူကဒီ karate stand လုံးဝသွားတယ်ပြော်ရှိနောက်သူကအများအားဖြင့် bounce လုပ်နေရပြီးတော့ထိုးတယ်ဆိုလို့ရှိရင်အချိန်အဟုန်နဲ့ဝင်ပြီးတော့ပြိုင်မက်ကိုအသကုံထိုးတာဖြစ်ပါဒီတော့ကြောင့်မလို့သူ့ရဲ့လက်သီးဒီအဝင်နဲ့အဲသူ့ရဲ့ဒီ stand shape ကိုအတက်နဲ့လက်သီးအထိုးနဲ့ထိလို့ရှိရင်ကျတာများတယ်ပြီးတော့ ဒီထိုးပြရနဲ့ကန်တဲ့အခြေခံတွဲလုံးတွေက Robert Whittaker ရဲ့ long last signature move တွေတို့ပြောလို့ရတဲ့အနေအထားပေါ့ Robert Whittaker နဲ့ Ryan Director နဲ့တွေ့မယ်ဆိုလို့ရှိရင် Ryan Director ကအခွင့်အရေးမရှိတာတော့မဟုတ်ဘူးဘာဖြစ်လဲဆိုတော့ ground ဘိုင်းမှာဆိုရင်တော့တေချာပေါက်တာနိုင်တယ် Robert Whittaker ရဲ့အရက်က6ပေတလမပတ်ဝန်းကျင်လောက်ပဲရှိပြီးတော့ခန္ဓာကိုယ်ကကျစ်ပြီးတော့နည်းနည်းလေးသေးတဲ့ထဲမှာပါမှာဒီတော့ကြောင့်မလို့ Ryanair Director နဲ့ ground မှာသွားပြီးတော့ပြန်ရှင်လိုက်မယ်ဆိုလို့ရှိရင် Ryanair Director အနေနဲ့ အသာသေးရနိုင်ကြီးများတယ်လို့တော့ကျွန်တော်တော့မြင်တယ်။ဒါပေမဲ့ Robert Whittaker ရဲ့ဒီ Takedown Defense Run ရေးပိုင်းပြီးတော့ Jiu-Jitsu ကားစီကပတ်နဲ့ရထားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးတော့လွယ်ကူတဲ့အနေအထားဖြစ်မှာမဟုတ်တာတော့ကျင်းနေပါ။ပြီးတော့ Striking ဘိုင်းမှာဆိုလို့ရှိရင်လည်း Robert Whittaker ရဲ့လှုပ်ရှားမှုပြီးတော့ဒီ Forward ဘိုင်းကတွတ်တဲ့အတွက်ကြောင့်မလို့ရုပ်တရက် Right Director အနေနဲ့ပြေးပြီးတော့ကတ်ဖို့ဆိုတာနည်းနည်းလေးခတ်လိုက်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာမြင်ပါတယ်။ဒါပေမဲ့ဒီ Robert Whittaker နဲ့ တွေးခွင့်ရတယ်ဆိုရင် right navigator အနေနဲ့ရလာနိုင်တဲ့အခွင့်အရေးကဘာလဲဆိုတော့တကယ်လို့ Robert Whittaker ကိုဒါချုပ်ကွက်တဲ့အနိုင်ယူပြလိုက်တယ်ဆိုလို့ရှိရင်များ USC မှာ Robert Whittaker ချုပ်ကွက်နဲ့ရှုံးမှုတဲ့ကစားသမားဆိုလို့ Kansas City မှာရတဲ့ယောက်ပဲရှိတယ်။တကယ်လို့ right navigator ကထပ်ပြီးတော့ချုပ်ပြနိုင်တယ်ဆိုရင်ဒီ Kansas City မှာရတဲ့ဒါဒန်းတူအနေထားလောက်ထားလောက်တဲ့အထိသူ့ရဲ့ problem scale ကရှိလာပြီလို့အကုန်လုံးကအသိမှတ်ပြုလာကြပါလိမ့်။ဒီတော့ကြောင့်မလို့ဒီအခွင့်အရေးကတော်တော်လေးကောင်းတယ်လို့မြင်နေ။ပြီးတော့ ဘိုင်းကနံပါတ်5မှာရှိနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဘိုင်းနဲ့ဒီရိုက်တာကအနိုင်ရရှိခဲ့တယ်ဆိုလို့ရှိရင်နောက်တပွဲလောက်ထိုးပြရတဲ့ချန်ပီယံလူခင်ရလောက်ပြီးတော့မြင်တယ်။ကမ်ဆက်ချီမန်ယက်နဲ့ဂျူပလက်စတိုးရဲ့ပွဲကလည်းအတန်တော့ထွက်နေပေမဲ့ UFC ကတော့တရားဝင်ကြေညာထားခြင်းတော့မရှိသေးဘူးလို့တော့သိရတယ်ပေါ့နော်။ဒီအတွက်ကြောင့်မလို့ဒီကမ်ဆက်ချီမန်ယက်အနေနဲ့အေးချိန်မှာမီဒဝေးတန်းချန်ပီယံဖြစ်နေတယ်။ဘိုင်းနီဒီရိုက်တာလေရောဘတ်ဝီဒီကာကိုနိုင်နေဆိုလို့ရှိရင်သူတို့နှစ်ယောက်ရဲ့ပွဲကချန်ပီယံလူပွဲအနေနဲ့ဖြစ်လာတာမျိုးတော့ အနေထားတွေကဖြစ်လာနိုင်တယ်ပေါ့နော်ဟိုတေချာအကြောင်းတိုက်ဆိုင်သွားရဆိုတော့ဖြစ်လာနိုင်တယ်ဒါပေမဲ့ဘဘဝင်တေကာကဟိုလွယ်ကူတဲ့ကစားသမားတယောက်တော့မဟုတ်ဘူးကျွန်တော်ကတော့ strict line ကမှနည်းနည်းလေးပို့ပြီးတော့ကစားတာအေးတယ်ပြီးတော့ငြိမ်နဲ့ငြိမ်နဲ့တို့ကြောင့်မလို့ right director အနေနဲ့ဒီအတင်းပိုးကတ်တာမျိုးပြီးလို့ရှိရင်ဆွဲလဲဖို့ကြိုးစားတာမျိုးဆိုရင်သူ့အတွက်နည်းနည်းလေးပိုဆေးဖြစ်တယ်လို့မြင်ပါတယ်။ဘာလို့လဲဆိုတော့ strict line က ပါဝါပိုင်းနဲ့စားလို့ရှိရင်သူကလက်သီးကို volume များများနဲ့အမှတ်ရထိုးတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ Ryanair Director ကိုအရင်ကြီး knock out ဖြစ်စေနောက်တဲ့အနေထားပါဝါထွက်ဖို့ကဒီ Robert Wade ကလည်းမများဘူး Robert Wade ကကြတော့ခြေကန်ချက်ကလက်သီးထိုးချက်ကပါဝါကောင်းတဲ့နေမှာပါတယ်လှုပ်ရှားမှုကမြန်တဲ့အတွက်ကြောင့်မလို့ရုပ်တရက်ကျွန်တော်တို့ဒီ striking မိုင်းမှာရှင်ထိုးရင်းနဲ့ Ryanair Director အနေနဲ့ရုပ်တရက်အထိနာသွားတာမျိုးဖြစ်နိုင်ချေပိုပြီးမြင့်နေလို့တော့ကျွန်တော်တို့မြင်ပါတယ်ဘလိုပဲနေနေဒီနှစ်ယောက်တွေ့ခဲ့ရဲဆိုရင်တော့ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်။ဘိုင်းယန်ဒီရိုက်တာအနေနဲ့လည်းဒါလုံးဝထိတ်တန်း striking skill ရှိတဲ့ကစားသမားတစ်ယောက်နဲ့စပြီးတော့တွေ့ရတော့။ရှေ့မှာတွေ့ခဲ့တဲ့ Kevin Holland တို့ပြီးလို့ရှိရင်ဒီ Bonnie Garo ဆိုတာ striking ဘိုင်းမှာလုံးဝပပလေးပဲရှိပါသေး။ Robert Whittaker တို့လိုကစားသမားမျိုးကိုကြော်ဖြတ်ပြနိုင်မှသာနေဘိုင်းယန်ဒီရိုက်တာအနေနဲ့ဒါသူ့အနေနဲ့ USC Middleweight တန်းမှာ champion လို့ထိုက်တန်သွားပြီ။ပြီးတော့တကယ်တခြား အကောင်းဆုံးဆိုတဲ့ striker ရင်းနဲ့လည်းရှင်ထိုးနိုင်ပြီဆိုတာမျိုးကိုတသက်ပြပြီးသားဖြစ်မှာ Robert Whittaker striking level ကတော်တော်လေးမြင့်နေတဲ့မှာပါ Ryan Reid အနေနဲ့ဒီအနေထားလေးကိုတော်တော်လေးကင်တွယ်ဖို့တော့ကြိုးစားမှာပဲချင်းသေးတယ်သူအနေနဲ့ဒီ one championship မှာဆိုလို့ရှိရင်လည်းဥမာ striking ကောင်းနေတာအောင်လားလို့ပါတော့နေတယ်တွေ့တော့တွေ့ဘူးရယ်ပေါ့နော်ဒါပေမဲ့ Robert Whittaker ကနောက်ထပ် level တစ်ခုမှရှိနေတာဖြစ်ပါဒီတော့ကြောင့်မလို့သူတို့နှစ်ယောက်ပွဲဖြစ်လာမယ်ဆိုတော့တော်တော်လေးကြီးကောင်းမယ်လို့မြင်တယ် Robert Whittaker ရဲ့ striking ကို Ryan Reid အနေနဲ့ ဘလို game plan အနေနဲ့ဂိုင်းတွေ့မလဲပြီးလို့ရှိရင်ဘလိုမျိုးအသာအသေးရယူပြသွားမလဲဆိုတာကတော်တော်လေးစိတ်ဝင်စားမိအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါ Robert Whittaker နဲ့ Ryanair Director တို့ပွဲဖြစ်ဖို့အတွက် USC ကကြားထဲကနေညှိနှိုင်းနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရဲပြီးတော့သူတို့နှစ်ယောက်ရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုအဓိကပြပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါ မာကုံကဘလို့မျိုးလဲဒီလိုမျိုးစံကင်နောက်ကဆွဲပြထားပြီးတဲ့ရဲ့ရှိုးရှုပ်တာခိုင်ခံ့မှုတွေတိုက်ပေါ်ကဖြစ်ရှာပြီးတဲ့ရဲ့မာကျော်ချစ်လက်မှုတွေတန်တုံနဲ့အထက်ထက်အခါခါရိုက်ပြပြီးတဲ့ရဲ့ချစ်လက်မှုတွေကတဲ့ရဲ့မာကုံတွေပါပဲစိတ်ကြိုက်ထူစိတ်ကြိုက်ကံအမြဲမာကျော်ချစ်လက်တဲ့တဲ့ရဲ့အည်သွေးကတော့ဖိုက်တာတွေအတွက်လက်ဖျားခါဆရာလောက်ပါပဲဒီလိုမျိုးတဲ့မာကုံပိုင်းစံခံမှုတွေ ကော်လာဒီပိုင်တရားခိုင်နှုန်းအာမခံမှုတွေအပြည့်ရှိတဲ့သိအမျိုးပန်ဆန်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှောက်လို့ရပါပြီခင်ဗျာ။